Spring Platform Channel မှာကျွန်တော်တို့အများအားစောင့်ကြည့်နားထောင်ပြီးတော့ Channel ကိုအများအားကြည့်ရှုအားပေးနေတဲ့တော်လန်ရေးရဲဘော်ရဲဘက်ညီကိုမောင်နှမများအားလုံးအမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရစေဗျ။ဒီနေ့ကတော့ကျွန်တော်တို့ကွမ်လွန်သွားချပြီဖြစ်တဲ့စာရေးဆရာ၊ကဗျာဆရာ၊တခြင်းရေးဆရာဖြစ်တဲ့ဒီဆရာနိုင်မြတ်မအတွက်ပေါ့နော် အဲဂုံပြူသောအဖြစ်ဆရာကပြားလေးတွေကိုပြန်ရွတ်တဲ့တတိယပိုင်းအစီအစဉ်ဖြစ်ပါတယ်ဗျ။အဲကျွန်တော်ပထမဦးဆုံးရွတ်ချင်တဲ့ကပြားတစ်ပုဒ်ပေါ့နော်ဒါကတော့မြန်မာပြည်ကလူတွေကို ပြောပြရအောင်မယ်ဆိုတဲ့ကပြားလေးဖြစ်ပါတယ်ဗျ။မြန်မာပြည်ကလူတွေကို ပြောပြရအောင်မယ်။တကယ်တမ်းကျတော့ငါတို့တောင်းဆိုနေကြတဲ့အမှန်တရားဆိုတာဟာဒီကဘာကြီးစီမှာလဲမရှိဘူးဆိုတာ မြန်မာပြည်ကလူတွေကို ပြောပြရအောင်မယ်။ငါတို့ကိုယ်တိုင်ကသဘောမတူရင်ငါတို့ကိုဘယ်မအေရောကမှ လာပြီး ကြုံပြုလို့မရဘူးဆိုတာမြန်မာပြည်ကလူတွေကို ပြောပြရအောင်မယ်။ဒီကဘာပေါ်မှာကံကောင်းလို့လွတ်လပ်ရေးရသွားတဲ့တိုင်းပြည်မရှိဘူးဆိုတာလဲမြန်မာပြည်ကလူတွေကို ပြောပြရအောင်မယ်။ငါတို့ဟာငါတို့ဘဝတွေအသက်ခံနေရတာကို ငါတို့ကိုယ်တိုင် ထိုင်ကြည့်နေကြရတဲ့ပွဲကြည့်သူတွေဖြစ်နေကြပြီဆိုတဲ့အကြောင်းမြမပီကလူတွေကို ပြောပြရအောင်မယ်။တမာကျန်းစာ၊ကောရန်ကျန်းစာ၊ဘဂဝါဂီတနဲ့ဗုဒ္ဓစာပေတွေထဲမှာမတရားသဖြင့်ဖိနှိပ်ပြုကျင့်လာရင် မတော်လန်ရဘူးလို့ဘယ်ဖျားမှမဟောခဲ့ဘူးဆိုတာလဲမြမပီက လူတွေကို ပြောပြရအောင်မယ်။ နိုင်မြမာဖြစ်ပါတယ်ဗျဒါဆရာနိုင်မြမာရဲ့ကြပြာတွေကမှတတိယပိုင်းအဆီဇင်အတွက်ပထမဆုံးရွတ်တဲ့ကြပြာတစ်ပုဒ်ဖြစ်ပါတယ်ဗျအဲနောက်တစ်ခုကတော့ကျွန်တော်ဆရာနိုင်မြမာရဲ့အကြောင်းကိုပေါ့နော်နည်းနည်းလေးအဲနည်းနည်းလေးကျွန်တော်အဲသူ့ရဲ့ကိုရေးထုတ်ပတ်တီအကျဉ်းချုပ်ကလေးကိုကျွန်တော်နည်းနည်းပြောပြပါစီဗျစာပေဂီတတပုံပေါ့နော်နိုင်မြမာဆိုပြီးတော့ဒါအမိပေးထားတဲ့ရှိပါတယ် တော့20ရာစုနောက်ပိုင်းဒီစတူဒီယိုလောကမှာကိုပိုင်တန်းစင်အများစုဖြစ်တဲ့အဲဒီတချင်းနေနဲ့ပေါ့နော်မှတ်တိုင်ဆိုင်ခဲ့တဲ့အဲဂန်တဝင်းဆိုတော်ကြီးဒီမမအေးရအစလွန်မူကင်စာစိုးလွင်လင်းမေခလာမေဆွိစားတဲ့ဒီဒိတ်တကျဲဆိုတော်ကြီးတေရဲ့ဒီအောင်အောင်မြင်တဲ့အဲဒီတချင်းများစွာကိုဒီဖန်တီးခဲ့သူဖြစ်တယ်ပေါ့နော်ဒါတော့ကျွန်တော်တို့အလုံးသိပြီသားဖြစ်တယ်ပေါ့နော်ဒါကဘာမကြေဘူးတချင်းကို Dust in the Wind ရဲ့တန်စင်ကိုယူပြီးတော့ အဲသူဒေါ်လာရေးတချင်းဖြစ်ဖန်ဖန်တီးခဲ့တယ်ပေါ့နော်အခုချိန်ထိကျွန်တော်တို့ဒီ27ရာစုအဲကျွန်တော်တို့ဒီ spring revolution ပေါ့နော်ຫນွေဦးဒေါ်လာရေးအထိအဲကျွန်တော်တို့ဒီကဘာမကြည့်ဘူးရဲ့အတန်းစင်ကိုကျွန်တော်တို့ဆရာနိုင်မြို့မှာရေးခဲ့တဲ့တချင်းကိုပဲကျွန်တော်တို့အဲလူလူအတွက်စိတ်ခွန်အားနဲ့ဒီအာနာရှင်ကိုတွန်းလှန်တိုက်ခိုက်ဖို့အတွက်ကျွန်တော်တို့အခုချိန်ထိစုံနေရဆဲပဲဖြစ်တယ်ပေါ့နော်အဲတချင်ရပေါ့နော်ဒါ ည်သူလူထုရဲ့စိတ်ဓာတ်ကိုဒါမြင့်တင်နိုင်တဲ့တည်တခြင်းတစ်ပုဒ်ဖြစ်တယ်။ဒီ88မှာထွက်လာခဲ့တဲ့တခြင်းဖြစ်တယ်ပေါ့နော်။ဒါကိုကျွန်တော်တို့ဒီကျွန်တော်တို့လူထုခေါင်းဆောင်ဒေါ်စန်းစုကြည်ကိုယ်တိုင်ကအဲ့ဒီတခြင်းကိုကြားပြီးတော့အဲမျက်ရည်ဝဲခဲ့ရတယ်ဆိုပြီးတော့ဒါသူအင်တာဗျူးတစ်ခုမှာပြောခဲ့ပူတာရှိတယ်ပေါ့နော်။နောက်တစ်ခုတော့ဒီဆရာနိုင်မြမာရဲ့တခြင်းတွေကဒီခေတ်စနစ်နဲ့ဒီလူမှုအလွှာတွေရဲ့အောက်မှာအဲမကျေနပ်မှုပောက်ကွဲမှုဒါရုံးကန်စူးစမ်းမှုပေါ့နော်စိတ်ဓာတ်မြင့်တင်တဲ့ သဘောကိုစောင်းတဲ့သဘောတွေတွေ့ရတယ်နောက်ပြီးတော့ခက်ကိုလည်းထင်ဟတ်တယ်ပေါ့နော်ပြီးတော့အရေးတဲ့သချင်းတွေရှိတယ်ဥပမာ platform show ပေါ့နော်ဒါသူတို့သူတို့ခေရဲ့အဲသူတို့ခေရဲ့ဒါလမ်းမေးမှာကီတာတီးတဲ့ပုံစံလေးကိုသူရေးဖွဲ့တဲ့ပုံစံတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ခက်ကသူဒီဒီ show ကြည့်ဖို့လက်မှတ်တွေက၄5000 eminence ဈေးကြီးတယ်ပေါ့နော်အဲ့တော့လက်မှတ်တစ်ဆောင်၄5000အဲကြည့်စရာမလိုဘူးပေါ့နော်လမ်းမေးလမ်းမေးတိုင်းလမ်းမေးဒီမှာ platform show show လေးပါပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ ဒါကိုချစ်စရာတန်စင်လေးအဖြစ်ရေးသွားတာမျိုးမြင်မြင်ရတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ဆိုလို့ရှိရင်ဗျာဟိုလမ်းဘေးမှာဂီတာတီးနေတဲ့အရာကိုဒါဒီလိုချစ်စရာတန်စင်ထည့်ဖို့အတွက်ဟို creative မရှိဘူးပေါ့နော်ဆရာနိုင်မြန်မာအဲ့ကလေးကဒီလမ်းဘေးမှာဒီ platform show လေးတွေမှာစုံနေတဲ့လူငယ်လေးတွေပေါ့နော်သူတို့ခေတ်ကလူငယ်လေးတွေကိုတင်စားပြီးတော့ရေးဖွဲ့ခဲ့တဲ့အချင်းကတော်တော်အောင်မြင်ပြီးတော့တော်တော်လေး ချစ်စရာကောင်းတဲ့ပုံစံမျိုးပေါ့နော်ခက်ကိုလည်းထင်ဟတ်တဲ့တခြင်းတစ်ပုတ်ဖြစ်လာတာမျိုးကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်နောက်တစ်ခုတော့ဒါအသီးတဲ့အတိုင်းပဲပေါ့နော်ဆရာရဲ့အဲကဗျာတွေအများကြီးလည်းရေးဆက်ခဲ့တယ်ပေါ့နောက်တစ်ခုတော့ခံယူချက်ပါပဲကျွန်တော်တို့ခံယူချက်အတိုင်းကတော့မတရားတာကိုငုံမခံမှုဆိုတဲ့စိတ်ပေါ့နော်မှန်တာကိုပြောရဲဆိုရဲတဲ့အဲစိတ်ဓာတ်ကိုအဲဆရာနိုင်မြမကွယ်လွန်တဲ့အထိအဲဒီလိုစိတ်ဓာတ်မျိုးဒီလိုကျင့်သုံးမှုမျိုးဒါထိမ့်သိမ်းကျင့်သုံးသွားတယ်ဆိုပြီးတော့ကျွန်တော်တို့ဒါအဂုံပြုအောင်ဖြစ်ပါတယ်ဗျ အဲ့တော့ကျွန်တော်ဒုတိယတပုတ်အနေနဲ့ရွတ်မဲ့ကဗျာရဲ့ခေါင်းစဉ်ကတော့အတောင်ပံမပါပဲပြန်တဲ့ငယ်ကဗျာဆိုတာနှလုံးသားကလာတယ်ကဗျာဟာနှလုံးသားတွေစီကိုပဲ သွားတယ်သူဟာပတ်ဆက်တွေစီကို သွားလိမ့်မရှိဘူးမိမလာတွေစီမှာလဲနားလိမ့်မရှိဘူးအမိတ်အာနာတွေကိုလဲဖားလိမ့်မရှိဘူးနှလုံးသားရှိတဲ့လူတွေစီမှာပဲ ိုယောင်ထင်ရှားပြတတ်တယ်။ကြပြားဆိုတာအတောင်ပံမပါပဲပြန်တဲ့ငဲ့ဗျ။နှလုံးသားကလွယ်ပြီးဘဲတစ်ခိုင်းမှ မနာဘူး။နိုင်မြမာဖြစ်ပါတယ်ဗျ။ကြပြားတစ်ပုဒ်ကိုရွတ်ဆုပ်ပြီးတဲ့နောက်ပိုင်းမှာဆရာနိုင်မြမာရဲ့ကိုရေးအကျင့်လေးကိုနည်းနည်းလေးပြောပြပေးရစီဗျ။ဆရာနိုင်မြမာ1958ဇန်နဝါရီလ4ရက်မှာရန်ကုန်မြို့ရွှေတောင်ကြားရက်မှာမွေးဖွားရတယ်ဗောနော်အဖကတော့ အဖအမေကတော့ဦးအောင်မြင့်ကပြားဆရာမောင်မြူလွာနဲ့အမိဒေါ်အောင်မြင့်တို့ကမွေဖွားတဲ့သားဖြစ်တယ်ပေါ့နော်မွေချင်း၃ယောက်ရှိတယ်မွေချင်း၃ယောက်ရှိတာမှသူအကြီးဆုံးသားဖြစ်တယ်အမိချင်းကတော့နိုင်ဦးမြင့်ဖြစ်ပါတယ်အဲ့တော့အမက73ပေါ့နော်တောင်းကလာအလက5တောင်းကလာအလက2ရန်ကင်းလေအထက1ရန်ကင်းတို့မှာဒီအထက်တန်းဒီပညာသင်ယူခဲ့တယ်။1980ခုနှစ် အသက်23နှစ်အရွယ်မှာအရှိရွာသားများ Eastern Villager ဆိုပြီးတော့ဒီအပျော်ရန်တီဝိုင်းအဖွဲ့မှာပါဝင်ခဲ့ပြီးတော့ဒီဒီတေးသချင်းများစွာကိုစတင်ပြီးတော့ရေးသားခဲ့တာဖြစ်တယ်။တနည်းခန့်အကြာပေါ့နော်။အဲဒီတီဝိုင်းမှာအဖွဲ့ပြတ်သွားတယ်။1982ခုနှစ်ကင်စာရဲ့တချင်းပေါ့နော်။တချင်းတချင်းရှင်ကိုကျင်လာပါဆိုတဲ့တေးစီစီမှာအဲနေစီပြန်မှန်းခဲ့တော့မဟုတ်ယောနသန်စင်ယောနဲ့ဒီအင်ရှင်မင်းသားလေးတချင်းနှစ်ပုဒ်ကိုရေးသားခဲ့ပြီးတော့ဒီဂီတာလောကကို ဆရာစတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်ဗျ1983ခုနှစ်မှာတော့ကင်ဇာတို့ဒီမေဆွေတို့ရဲ့ဒီနဂိုတူတိုင်းပြည်စီးစီးမှာဆရာနိုင်မြန်မာရေးရေးရေးဆက်ခဲ့တဲ့တခြင်းတွေပါဝင်ခဲ့တယ်ဗောနော်ဒါအဲ့တော့တနိုင်ငံလုံးမှာဒီရေပန်းစားပြီးကြော်ကြားတဲ့အောင်မြင်မှုတွေလည်းရခဲ့တယ်အဲ့ဒီစီးစီးမှာပါတာတော့ဒီဆေးအောင်ဆုံးမြင်ကွင်းကျယ်တခြင်းဗောနော် ဆိုတော့အဲ့တချင်းကဒီရန်ကုန်စီမံတရားရေးကော်မတီရဲ့လုပ်ရည်တွေကိုဒီဝေဖန်တရော်တယ်ဆိုပြီးတော့အဲဒါရန်စီမံတရားကော်မတီကနေပြီးတော့တေးရေးဆရာတေးဆိုနဲ့ဒီတေးတန်သွင်းလို့ဒါတရားဆွဲခဲ့တာရှိတယ်ပေါ့နော်သို့တော်လည်းအဲ့ဒီအမှုကနေပြီးတော့ဒါတရားသီလွတ်လာတယ်ပေါ့တရားသီလွတ်မြောက်ခဲ့တယ်ပေါ့အဲ့1983ခရေကဒီလိုမျိုးအဲတေယောစာတချင်းမျိုးကိုဒါရေးဆက်ခဲ့တဲ့အဲတမိုင်းအကြောင်းရှိခဲ့တယ်ပေါ့1984ခုနှစ်မှာ အဲဆိုလွန်လွန်ဆိုတဲ့ချစ်လူမိုက်ပေါ့နော်အဲ့ဒီအဲ့ဒီအယ်ဘမ်ထွက်ရှိလာခဲ့တယ်ဆရာနာမြန်မာရဲ့တချင်းတွေကဒီလူကြိုက်များပြီးတော့ဒါဒါပိတ်သက်ရဲ့ခြားထဲမှာမြန်မာပြည်သူလူထုရဲ့ခြားထဲမှာပြန့်နှံ့ခဲ့တာဖြစ်ပါတယ်1985ခုနှစ်မှာတော့ဆရာနာမြန်မာကိုယ်တိုင်ရေးသားခဲ့တဲ့အဲတကောတော့တေးစီဒီမှာနိုင်ငံမှာနေတန်းပေါ့နော်အဲ့ဒါထွက်ရှိခဲ့တာဖြစ်တယ်အဲ့ဒီနှစ်တွေမှာတော့ဒီမေကလာရဲ့ဒီမပြောချင်လို့ကြည်နေတာကြာပြီဆိုတော့ CD မှာတချင်းအလုံးအဲသူရေးသားခဲ့တာဖြစ်ပါတယ် နောက်တစ်ခုကတော့ဒီ1992ခုနှစ်ပေါ့နော်ဒါလွှမ်းမိုးရဲ့ဒါမိုးဆက်တင်လေးအာတေးအယ်ဘမ်မှာလဲတခြင်းများစွာရေးသားအောင်မြင်ခဲ့တယ်အဲ့တော့အဲ့ထဲမှာဒါနာမည်ကျော်တေးတပုတ်ဖြစ်တဲ့ဝါဆိုးပေါ့နော်ဒါဒါဝါဆိုးရဲ့အကြောင်းကိုလည်းကျွန်တော်ဆရာနာမြန်မာရဲ့ကဗျာရွချင်းအစီအစဉ်ဒုတိယပိုင်းမှာကျွန်တော်ဒါပြောပြောသွားခဲ့တာရှိပါတယ်အဲ့တော့1992ပေါ့နော်ထုတ်ဒီအစိုးရတီလာရဲ့ဒီကိုအတိဆုံးတေးစုမှာလဲပါဝင်ခဲ့တာမျိုးရှိတယ်။အ 1994ပေါ့နော်ကန်တော်ဝင်တည်ထောင်ရှင်ကြီးအဲအန်တီတော်မမအေးပေါ့နော်အန်တီတော်မမအေးရဲ့ဒီရွှေရွှေဘုံနီတန်းတေးအယ်ဘမ်မှာလည်းတာမြန်မာသံစင်းသချင်းတွေကိုအဲဆရာရေးသားခဲ့တာရှိပါတယ်ဗျနောက်တစ်ခုကတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပေါ့နော်ဒီမိုကရေစီအရေးတော်ပုံကာလမှာအဲအမေရိကန်နာမည်ကြီးသချင်းဖြစ်တဲ့ Dust in the Wind ပေါ့နော်အဲ့ဒီရဲ့တန်စင်ကိုယူပြီးတော့ကဘာမကြည့်ဘူးသချင်းနဲ့ဒါရေးသားခဲ့တာဖြစ်တယ်အဲဒီဒီထက်မှကျွန်တော်ထည့်ပြောအဲ့ဒီသချင်း ဆိုရဲဆိုဆိုပထမအဦးဆုံးစပြီးတော့ဆိုရဲသူတွေကဒီမြောက်ဥကလာရှိတဲ့မြောက်ဥကလာမှာ ရှိတဲ့ဒီလူငယ်တွေပေါ့နော်လူငယ်တွေနဲ့အတူဒီရန်ကုန်မြို့ရဲ့တပိတ်စခန်းတွေရှိရာဟိုသွားရောက်ပြီးတော့အားပေးတည်ဆူခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအဲ1988ရေးတော်ဘုံကြီးရဲ့ည30ပြည့်အခမ်းအနားမှာအဲကျွန်တော်ကိုယ်တိုင်အဲ့ဒီမြောက်ဥကလာဘက်မှာရှိတဲ့အတိုင်းပေါ့နော်ငွေရင်းတည်ဆူသူတွေပဲပြန်ပြီးတော့ တိခတ်တိဆိုတာကိုကျွန်တော်ကိုယ်တိုင်နားနဲ့ဆက်ဆက်အကြောင်းရဲပေါ့အဲတချို့ဟိုဒီထဲမှာဆိုခဲ့တဲ့သူတော်တော်များများတော့ဒီကတော့ကွယ်လွန်သွားရှာပြီဖြစ်တယ်ပေါ့နော်လူတော့88ကတော့တော့အဲလူမစုံတော့ဘူးပေါ့နော်အသို့တော်လည်းပဲကျွန်တော်ဒါမူရင်းတိဆိုသူတွေကနေပြီးတော့ဂီတာတိခတ်ပြီးတော့ပြန်လဲတိဆိုတာကိုဒီ1988ရေးတော်ပုံ230ပြည့်အခမ်းအနားတော့ကျွန်တော်ကိုယ်တိုင်အဲတက်ရောက်ပြီးတော့နားထောင်ပြီးတော့ဒါစိတ်ခွန်အားရခဲ့တယ်အဲ့တော့တည်တဲ့အတိုင်းပေါ့နော်ဒါဒီချင်းကတော့ကျွန်တော်တို့2021 ဒီဆရာနာတဲမှုအထိအဲဒီတခြင်းကတော့အခုချိန်ဒီစိုးနေရဆဲဖြစ်တယ်ပေါ့နော်ဒါကလည်းဆရာကိုယ်တိုင်ဒီအနာတဲမှုနောက်ပိုင်းမှာသူထုတ်ပြောခဲ့တာရှိပါတယ်နောက်တစ်ခုကတော့ဒီ2014ခုနှစ်မှာဒီဆရာနာရှင်စန့်ကျင်ရေးလူခွင့်ရေးငြိမ်းချမ်းရေးသဘောဆောင်တဲ့တခြင်းများအပါဝင်တဲ့ဒိုမျိုးသားတိုင်းပြည်ဒေးအယ်ဘမ်မှာလည်းတချင်များအားလုံးကိုရေးသားခဲ့ပြီးတော့ဆိုတော့ဒီအုပ်ကတည်ဆိုခဲ့တာဖြစ်ပါတယ်။ဆရာရဲ့ဒီဂီတသက်တမ်းနှစ်ပေါင်း40ကျော်အတွင်းမှာပေါ့နော်။ ဒေသချင်းပေါင်းတထောင်နီးပါးအထိရေးဆက်ခဲ့တယ်လို့သိရတယ်။လူကြိုက်များပြီးတော့ထင်ရှားတဲ့တချင်းတွေကတော့တူနကိုတိုင်းပြည်တိဟနာဒကျွန်ုပ်ရဲ့မူရာကိုရံတော်တမှုလေးမောင်းအိမ်မက်မေချစ်လူမမပြောချင်လို့ကြည်နေတာကြာပြီ။အဲကိုကိုကိုမိုးဆက်တင်လေးအခုတော့ပါဇက်ရာဇဝင်လေးဖြစ်ခဲ့ပြီ။ဟာတာ ဆေးရောင်စုံမြင်ကွင်းကျဲအဖေပခတ်လွဲဖြေလွှတ်ပစ်လိုက်တဲ့ကျူပလက်ဖောင်ရှိုးနဲ့ဝါဆိုလို့ဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါဆေးရရံကဗျာရေးတဲ့တက်တန်းပေါ့နော်ကိုရန်ចောင်းသားအရွယ်ကစပြီးတော့ကဗျာလေးကိုစတင်ရေးသားခဲ့တယ်တစ်ဆန်းစာဆောင်အကယ်ဒမီစာဆောင်တပြေးမဂဇင်းတို့မှာဒီဖော်ပြခံရတယ်ဆိုပြီးတော့ဒါကိုရေးချင်းမှာကျွန်တော်တို့ဒီလိုလေးတွေ့ရှိရပါတယ်ဗျနောက်တစ်ခုကတော့ကျွန်တော်တို့ဒီစာပေဘက်မှာပေါ့နော်1990ဝင်းကျင်မှာဒီရေးစည်းတံမဂဇင်းမှာ အက်ဒီတာချုပ်အဖြစ်ဆောင်ရွက်ခဲ့တယ်။2021ခုနှစ်နောက်ပိုင်းမှာတော့ဒီစာနယ်ဇင်းတွေမှာဒီကဗျာများစွာအရေးသားခဲ့တာရှိတယ်။အဲတော့ဆရာကဗျာတွေထဲမှာဒီပြည်ဆောင်ခွေ2023စာတဘုံတော်ကြီး2016နိုင်မြမာရှောက်ထုံး2019စတဲ့ကဗျာစာအုပ်၃အုပ်ကို ထုတ်ဝေခဲ့တယ်။နောက်တစ်ခုတော့ကျွန်တော်တို့ဒီຫນွေဥတော်လိုင်းရေးကာလအတွင်းပေါ့နော်2021အဲစစ်တဲ့အာနာသိမ့်ပြီးချိန်ကစပြီးတော့ဒီလူမှုကွန်ရက်အကောင့်မှာ ဆင်ရနာရှင်စန့်ကျင်ရေးကဗျာတွေကိုဆက်လက်ရေးသားခဲ့တာဖြစ်တယ်။နောက်တစ်ခုတော့ဒီဆရာရဲ့ကလောင်ခွဲအခရာဝေနိုင်ငံအောင်ချိန်လင်းလက်တာယာအစိုးပူပိုင်းဒေသမောင်နိုင်နိုင်တို့ဖြစ်ပါတယ်ဗျ။အဲ့တော့ဆရာဒီကျွန်တော်တို့ဒီလောကကြီးတွေထွက်ခွာသွားတဲ့အချိန်ကတော့2025ခုနှစ်အဲဖေဖော်ဝါရီ9ရက်နေ့7နာရီမှာအတန်လင်မြို့ မှာဆရာရဲ့ဒီလက်ရှိနေမှာပေါ့နော်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်အဲကွယ်လွန်ချိန်မှာဒီဇနီးဒေါ်ဘာဝလွင်ပေါ့နော်အဲမင်းအုပ်မြန်မာပေါ့နော်အဲ့ဒါကတော့ဒီအဆိုတော်ပြူဟာသူကတော့အခုချိန်ဒီစစ်တပ်ကိုဝေဖန်အမှုကြောင့်ဒီမိပြတ်တဲ့ဟာကိုဝေဖန်နဲ့အတွက်ကြောင့်ထောင်တန်းအနည်း20ကြာခံနေရတဲ့နိုင်ငံရေးအကျဉ်းသားအဖြစ်ဖြစ်နေတာဖြစ်ပါတယ်ဆရာဆုံးတဲ့အချိန်မှာအဲဆိုတော့ပြူဟာပေါ့နော်သူဒီအင်းစိန်ထောင်ထဲမှာပဲကျွန်တော်တို့ကြာခံနေရတာဖြစ်ပါတယ် ပြီးတော့ကျွန်တော်တို့ဒီမင်းဆိုးမြန်မာမင်းရဲမြန်မာရှင်တိုင်းမြန်မာမင်းအင်းမြန်မာဆိုပြီးတော့ဒီသာသမီ၄ဦးပေါ့เนาะကျွန်တော်တို့ရဲ့အနောင်တော်အကိုတော်တွေအကြံရစ်ခဲ့တာဖြစ်ပါတယ်ဗျာဒါကတော့ဆရာရဲ့ biography အချင်းချုပ်ကလေးကျွန်တော်အဲတင်ပြခြင်းဖြစ်ပါတယ်ဒီထဲမှာလိုအပ်ချက်တွေအမှားတွေဖြည့်ဆွတ်စရာတွေလည်းရှိကောင်းရှိမှာပေါ့နော်ဒါကတော့ကျွန်တော်အတိတ်လောက်ကျွန်တော်ရှာဖွေမိတဲ့လောက်ကလေးကိုဒါပြောပြခြင်းဖြစ်ပါတယ်ဗျာ ရာနယ်မြန်မာကိုဂုံပြူသောအဖြစ်ကဗျာရွတ်ဆိုခြင်းအနီကုံပိုင်းလေးကိုရောက်ရှိလာခဲ့ပြီပေါ့နော်အဲကဗျာရဲ့ခေါင်းစဉ်ကငါမသေးခင်ကြိုတင်၍ရေးခဲ့မိငါ့ကိုချစ်၍တိုက်သောအရက်ကိုသာငါတောက်ဤငါ့ကိုချစ်၍ကြွေးသောထမင်းကိုသာငါစားဤငါခြေသလုံးနှစ်ချောင်းပေါ်နိုင်သာငါနေဤငါကိုချစ်သော မိမဟူ၍အမြဲမရှိ ငါသည်တန်တရား၌လှဲ့လေသွာလာနေသူတူးသာဖြစ်၏ကလေးတွေနဲ့သာငါတငယ်ချင်းဖွဲ့၏ငါသည်မြည်သူဤဆရာကြီးမှမဟုတ်ငါ၌အဖို့တဟဲမရှိချစ်တော်သူတို့ရှိသောအရ၌သာငါကွယ်လွန်မည်ငါစိတ်နဲ့ငါကိုအာနာရှင်အလိုမရှိရှက်เสียကောင်းတဲ့အောင်ပွဲများအား ငါရှောင်ကြည့်၏လူမတမာတို့အားမိတ်သိမ့်မြောက်ရန်ငါညင်းဆန်၏ကြောက်သောသူ၌ကြက်တည်းမရှိအချင်းတို့ဆိုဂရီတီတောင်းမိအရက်ခွက်မှငါအားတဝက်ပေးပါလောဂုံတိတ်ခါမရှိသော ရှင်တန်ချင်းအားငါအလိုမရှိအဖိုးမဖြတ်နိုင်သောတေချင်းတရားကိုသာငါအလိုရှိသည် နိုင်မြမာနီကုန်း တမလွန်တို့ငါလာသည်ရှင်ဘရင်ဤအထက်၌သာငါအတွက်နေရာထိုင်ခင်းကို ပြုလောနိုင်မြမာဖြစ်ပါတယ်ဗျာအဲဆရာနိုင်မြမာအားဂုံပြူရွေကြပြာရွေချင်းအစီအစဉ်ပေါ့နော်အဲတတရအစီအစဉ်အပိုင်းရဲ့အနီကုံပိုင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာအမာယုံတစုံတရာများရှိခဲ့လို့ဆိုလို့ရှင်ကျွန်တော်တို့နားထောင်နေတဲ့စာချစ်သူပရိသတ်တော်လန်ကြီးပရိသတ်ကကျွန်တော်ကိုနားလည်ခွင့်လုပ်ပေးမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာ နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအလင်းသိရင်တင့်တယ်လို့ပေါ့နော်ဆရာရဲ့ကဗျာတွေကိုကျွန်တော်ထပ်ပြီးတော့တင်ဆက်တော့မှာဖြစ်ပါတယ်ဒီတစ်ပတ်တော့ကျွန်တော်နည်းနည်းတော့အနေနဲ့လေးနောက်ကျသွားတဲ့အတွက်ခွင့်လွှတ်ကြဖို့မေတ္တာရက်ခံလိုပါတယ်ဗျနောက်တစ်ခုကကျွန်တော်တို့ဒီ Spring Platform Channel ကိုပေါ့နော်ကျွန်တော်တို့တထောင်တနေရနေအားပေးပြီးတော့တော်လန်ရေးအတွက်ကဗျာလေးစားလေးရွတ်ဖတ်ပြီးတဲ့အတန်အလှူရှင်တွေဆရာဆရာမတွေရော channel ကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့အားပေးနေတဲ့ ဒေါ်လာရင်းအတွက်တထောင်တနေရာကနေပြီးတော့ YouTube ကြည့်ရင်ထမ်းဆောင်နေတဲ့အဲကျွန်တော်တို့ဒေါ်လာဘတ်တော်သားပေါ့နော်ကျွန်တော်အထူးကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောကြပါသည်ဗျအဲ့တော့ဒီတစ်ပတ်တော့ကျွန်တော်တို့ဒီများနဲ့ပဲအခွင့်ပြုပါအောင်ဗျနောက်ပတ်ဒီအပတ်ဒီမှာလည်းကျွန်တော် အလင်းသိင်သင်သလိုမျိုးဗျာရီစာရီကိုကျွန်တော်ရွှေဆိုသွားမှာပဲဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ down our soul ပြေးရမယ်ဒီနေ့အတရားငါတလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ down our soul ပြေးရမယ်ဒီနေ့အတရားငါတလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ